မင်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့ရင်အကြောင်းအရာကတော့ဘင်္ဂလားဒေ့နိုင်ငံတွေကိုရောက်သွားပြီးဖြစ်တဲ့မုန်တိုင်းငယ်ဟာအာကောင်းသောလှပီအားနဲ့ရေဝံ depression အဖြစ်အာရောသွားပြီးတော့နောက်24နှစ်အတွင်းမှာ Wemet LP တိတာထင်ရှားတဲ့ကိုင်းလေးလှပီအားနဲ့ရေဝံအဖြစ်ဆက်လက်တည်ရှိနေနိုင်တဲ့အကြောင်းအိန္ဒိယမူလသားဌာနကထုတ်ပြန်ခဲ့ပါတယ် ဒီပရက်ရှင်ဟာမြန်မာအိန္ဒိယအာတမရိပူရာနေဆက်အနေဖြင့်ဆက်လက်ရွေးရှားနိုင်ပြီးမုံတိုင်းအကျဉ်းချံတိမ်တိုက်တွေကကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မှာတော့နောက်လာမဲ့48နာရီအတွင်းမိုးရေချိန်85မီလီမီတာကနေ125မီလီမီတာ၊၃လက်မကန်ကနေ၉လက်မကန်နေပါအထိမိုးရွာသွန်းစေနိုင်မှာဖြစ်တဲ့ကြောင့်တင်းချာပုံစံပြုကြိုတင်ခံမရေးမော်ဒယ်တွေကခံမှန်ပါတယ်။ဂျမီနယ်နဲ့တိုင်းတွေမှာလည်းမိုးနှင်းငယ်ကနေအသင်းတင်းရွာနိုင်မယ်လို့လဲဆိုပါရရှင်။ ဆက်လက်ပြီးတော့လဲမုံနိုင်ငယ်တရင်အမှတ်စဉ်6မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ30ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်7နာရီချိန်ထုတ်ပြန်ကြမှာတော့မုံနိုင်ငယ်အခြေအနေဟာဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်တွေရဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့အနောက်တောင်ဘက်ကကုန်းနေမိုင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့အားကောင်းသောမုံနိုင်ငယ်ဒီ depression ကတော့မြောက်အရှေ့မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးမုံနိုင်ငယ် depression အဖြစ်ကိုအာရုံသွားခဲ့ကဒါကာမြို့ရဲ့အနောက်မြောက်ဘက်ကနေကုန်းနေမိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်လျက်ရှိပါတယ်။အဆိုပါမုံနိုင် င်းငယ်ကတော့မြောက်အရှင်းမြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ပြီးနောက်24နာရီတွင်မှာတော့နေပြည်တော်နဲ့ရောင်အဖြစ်ကိုအာရုံသွားနိုင်မယ်လို့ခန့်မှန်းထားပါတယ်။အဆိုပါမုံတိုင်းငယ်ရဲ့အရှင်းကြောင်းဒီဂရီမနက်ကနေ ၂ရက်၆လ2025အတွက်မှာတော့နေပြည်တော်ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ရယာရီတိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာဆိုင်ဆိုင်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးပါမယ်။မြဝကြုံမှာရခိုင်ကမ်းရိုင်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့မကြာခဏမိုးသက်လေပင်တွေကြာရောက်ပြီးလှိုင်းလွန်ကြီးပါမယ်။ ။မွန်တက်လေပြင်ကြားရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအီကိုမိုင်40ကနေ45မိုင်ထိတိုက်ခတ်ပါမယ်။လိုင်းမြဟာမြဝကျွန်းမှာရခိုင်ကမ်ရန်တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်မှာ14ပင်ကနေ16ပင်ခန့်ရှိပါမယ်။မုံထမခွေမွန်တရင်နိုင်ကမ်ရန်တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်မှာတခါတရံမွန်တက်လေပြင်ကြားရောက်ပြီးလိုင်းကြီးရကနေလိုင်းလွန်ကြီးပါမယ်။မွန်တက်လေပြင်ကြားရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအီကို35မိုင်ကနေမိုင်40ထိတိုက်ခတ်ပါမယ်။လိုင်းမြဟာမုံထမခွေမွန်တရင်နိုင်ကမ်ရန်တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်မှာမိုးပင်ကနေ13ပင်ခန့်ရှိပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးတဲထန်စွာရွာသွန်းတာတွေနဲ့အတူ တို့လေပြင်းနဲ့တိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်ပြဲရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့ညငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုအရှောင်ရှာဖို့နဲ့ပြည်ရေးကြောင်သွာလာရေးနဲ့လေကြောင်းပြန်တမ်းအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းအမေးများတဲ့မိုးရက်မဲ့ရန်နယ်မြန်မာတပြည်လုံးမိုးလို့သားအခြေအနေခံမှန်းချက်ကိုဖော်ပြပေးပါမယ်လေကြောင်းမိုးလို့သားဥဝေဖြူဟာကတော့30ရက် န်9လ2025ရက်နေ့ဒီနေ့မနက်7:00ခုနှစ်မိနစ်ချိန်မှာကိုလို့ထုတ်ပြန်ခဲ့ပါတယ်။မြန်မာပြည်လုံးမှာဒီနေ့ကနေ2ရက်နေ့ဒီမိုးရွာသွန်းဖို့ရှိနေပြီးတော့3ရက်နေ့ကြာကမှမိုးစာရောနိုင်ပါတယ်။မိုးတိုက်တောင်ဖြစ်ထွန်းမှုခြင်းတွေမှာတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်အီအိုင်တိုင်းဒေသကြီးရောင်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးမှာတဲတူတန်းစွာဖြစ်ထွန်းနေပြီးတော့ကြံတပြည်လုံးမှာတော့တိမ်သေးတဲ့ဖြစ်ထွန်းနေပါတယ်။တိုင်းနယ်ပြည်နယ်၁၄နေရာအတွက်မနက်ဖြန်မနက်၁၀နာရီထိမိုးရွာသွန်းနိုင်မှုခန့်မှန်းချက်မှာတော့ကချင်ပြည်နယ်အတွက် နေရာအနှံ့ပြမှုရသွန်ပါမယ်မိကြီးနှားနယ်အနီးတစ်ဝိုက်အတွက်ခမ်းမန်းချက်ကတော့နေရာအနှံ့ပြမှုရသွန်ပါမယ်စကိုင်းတိုင်းအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာတော့နေရာစိမ့်စင်မှုရသွန်နိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမူကြည့်ပါမယ်စကိုင်းတိုင်းအောင်ပိုင်းမှာတော့နေရာကျဲကျဲမှုရသွန်ပါမယ်စကိုင်းမြို့နယ်အနီးတစ်ဝိုက်ခမ်းမန်းချက်ကတော့နေရာကျဲကျဲမှုအသင့်တင်ရသွန်နိုင်ပါတယ် ။ချင်းပြည်နယ်အတွင်းကတော့နေရာစိတ်စင်မိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးနိုင်ပါတယ်။ဟာခါမျိုးနယ်အနီးတဝိုက်တို့ကတော့ခမ်းမန်းကျက်မှာတော့နေရာစိတ်စင်မိုးရွာသွန်းပါမယ်။မန္တလေးတိုင်းဒေသကြီးထက်ပိုင်းနဲ့အောက်ပိုင်းမှာတော့နေရာစိတ်စင်ကြက်နေရာတွေမှာတော့နေရာကွက်ကြမိုးရွာသွန်းပါမယ်။မန္တလေးမြို့နယ်အနီးတဝိုက်တို့ကခမ်းမန်းကျက်မှာတော့နေရာကျကျမိုးရွာသွန်းပါမယ်။နေပြည်တော်တိုင်းဒေသကြီးအတွက်မှာတော့နေရာစိတ်စင်မိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။နေပြည်တော်မြို့နယ်အနီးတဝိုက်အတွက်ခမ်းမန်းကျက်ကတော့နေရာကျကျမိုးရွာသွန်းပါမယ်။မကွေးတိုင်းဒေသကြီးအောက်ပိုင်းမှာတော့နေရာစိတ်စင်အထ က်ပိုင်းမှာတော့နေရာကျဲကျဲမိုးရွာသွားပါမယ်။မကွေးမြို့နယ်အနီးတစ်ဝိုက်အတွက်ခမန်းကျမှာတော့နေရာကျဲကျဲမိုးအထင်းတင်ရွာသွားပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်မှာတော့နေရာအနှံ့ပြမိုးရွာသွန်းနိုင်ပြီးတော့မြောက်ပိုင်းမှာတော့နေရာကွက်ပြီးမိုးကြီးပါမယ်။တောင်ကြီးနယ်အနီးတစ်ဝိုက်မှာတော့ခမန်းကျဟာနေရာအနှံ့ပြမိုးရွာသွန်းပါမယ်။ ရခိုင်ပြည်နယ်အတွက်မှာတော့နေရာနှံ့ပြမိုးရွာသွန်းနိုင်တယ်လို့ဒေသအလိုက်လည်းမိုးကြီးပါမယ်။စစ်တေမြို့နယ်အနီးတစ်ဝိုက်အတွက်ခမန်းကျက်မှာလည်းပဲနေရာကျဲကျဲမိုးရွာသွန်းပါမယ်။ ERA တိုင်းဒေသကြီးမှာနေရာဆင်းဆင်းမိုးရွာသွန်းနိုင်တယ်လို့ ERA တိုင်းတောင်ပိုင်းပင်လယ်နယ်နီးတဲ့နေရာတွေမှာနေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။ ပသိမ်မျိုးနဲ့နှီးတွိုက်တွက်ခမန်းကျမရဲ့နေရာစိစိမှုအတင်တင်ရွာသွန်ပါမယ်။ရောင်တိုင်းဒေသကြီးမှာနေရာနှံ့ပြမှုရွာသွန်နိုင်ပြီးတော့ရောင်မျိုးနဲ့နှီးတွိုက်တွက်ခမန်းကျက်ကတော့နေရာစိစိမှုရွာသွန်ပါမယ်။ဘကိုးတိုင်းဒေသကြီးမှာတော့နေရာစိစိမှုရွာသွန်နိုင်ပြီးတော့အရှေ့ပိုင်းမှာတော့နေရာကွက်ပြီးမှုကြည့်ပါမယ်။ဘကိုးမျိုးနဲ့နှီးတွိုက်တွက်ခမန်းကျက်ကတော့နေရာစိစိမှုရွာသွန်ပါမယ်။ ။ကရားပြည်နယ်အတွက်ခမန်းချက်မှာတော့နေရာစိမ့်စေမှုရသွန်ပါပဲ။လွိုင်းကွန်တဲ့နီးတွိုင်းအတွက်ခမန်းချက်မှာတော့နေရာစိမ့်စေမှုရသွန်ပါမယ်။မွန်ပြည်နယ်အတွက်ခမန်းချက်မှာတော့နေရာအနှံ့ပြမှုရသွန်ပါမယ်။မော်ဒမြမျိုးနဲ့နီးတွိုင်းအတွက်ခမန်းချက်မှာတော့နေရာစိမ့်စေမှုရသွန်ပါမယ်။ ကရင်ပြည်နယ်အတွက်ခမှန်းကျမ်းမှာတော့နေရာအနှံ့ပြမှုရသွန်ပါမယ်။ဖမ်းမျိုးနဲ့နေတွိုက်အတွက်ခမှန်းကျမ်းမှာလည်းပဲနေရာအနှံ့ပြမှုရသွန်ပါမယ်။တရင်းနိုင်တိုင်းဒေသကြီးအတွက်ခမှန်းကျမ်းမှာတော့အထက်ပိုင်းမှာနေရာအနှံ့ပြအောက်ပိုင်းမှာနေရာကျဲကျဲနဲ့မှုရသွန်ပါမယ်။ဒဝဲမျိုးနဲ့နေတွိုက်အတွက်ခမှန်းကျမ်းမှာတော့နေရာအနှံ့ပြမှုရသွန်ပါမယ်။မုံတိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေကတော့မုံတိုင်းငယ်ကတော့ဘင်္ဂလားဒေ့နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးတော့အားကောင်းသောလစ်ဖီအားနဲ့ရုံအဖြစ်ကိုရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။နောက်နှစ်ရက်အတွက်ခမှန်းကျမ်းကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကချင်ပြည်နယ်နေပြီးတော့ချင်းပြည်နယ် ်သတင်းနိုင်တိုင်းဒေသကြီးရောင်တိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးရောင်တိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတွေမှာမိုးဆက်လက်ရွာသွန်းနိုင်တယ်လို့လည်းသိရပါပါရှင်။ ဆက်လက်ပြီးတော့မေလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်အင်းတွေကနေတင်းထူတက်ပြီးတော့မုတ်တုံလေးအားကောင်းရာကနေအားလွန်ကောင်းပါတယ်။ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာဖြစ်ပေါ်တဲ့လေပြင်းအားနဲ့ရေဝံကတော့ပုံမှုအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိပါမယ်။မုန်တိုင်းငယ်ရဲ့ပြင်မပြင်းအားနဲ့ရွေးရှားမဲ့လမ်းကြောင်းကိုဆက်လက်ဆောင်ကြည့်ဖို့လည်းလိုအပ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မုန်တိုင်းငယ်ရဲ့အဆင့်ကြောင့်သတင်းနိုင်ကန်ရခိုင်ကန်ရမုဒမကွင်းနဲ့ မြဝကျော်ပေါ်ဒေသတွေမှာတော့တခါတရံမိုးသက်လေပြင်းကြာရောက်ပြီးအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ထိတိုက်ခတ်ပါမယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြီးပါမယ်။ မိုးချင်တွေကတော့နေပြီးတော့စကိုင်းတိုင်းမန်းလေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာအနှံ့ပြမိုးထက်ကြုံရွာသွားပြီးတရင်းနိုင်တိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းနဲ့ကရင်ပြည်နယ်တွေမှာတော့နေရာစိတ်စိတ်မိုးထက်ကြုံရွာသွားနိုင်ကတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။နေ့ပူချိန်ကတော့မြန်မာနိုင်ငံတစ်ဝက်လုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းပါမယ်ရှင်။ ဆက်လက်ပြီးတော့မူလဝတ္ထအခြေအနေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။နိုင်ငံတကာမူလဝတ္ထဌာနတွေရဲ့ခံမှန်းချက်အရဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းမှာမေလ28ရက်ကဖြစ်ပေါ်ခဲ့တဲ့လိပိအာနယ်ရောင်းကတော့ပုံမှန်အားကောင်းလာပြီ။ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းဘင်္ဂလားဒေ့နိုင်ငံအနောက်ဘက်ကမ်းလွန်ပိုင်းမှာမုန်တိုင်းငယ်ဖြစ်ကိုဒီနေ့မနက်ပိုင်းကရောက်ရှိခဲ့ပါရတယ်။အဆိုပါမုန်တိုင်းငယ်ကတော့မြောက်ဘက်ကိုဆက်လက်ရွေ့လျားကဒီနေ့မြန်မာစံတော်ချိန်နေ့လယ်12နာရီကနေမနက်3နာရီအတွင်းမှာတော့ဘင်္ဂလားဒေ့ကမ်းရိုးတက်ကိုဖျက်ချော်ဝင်ရောက်နိုင်မယ်လို့ခန့်မှန်းရပါရတယ်။ အားကောင်းသောမုန်တိုင်းငယ်ကြောင့်ဘင်္ဂလားပင်လယ်အော်ကပ်လီပင်လယ်ပြင်နဲ့မုံမာခွေ့မှာတော့မုန်တုံလေးအားကောင်းရာကနေအားလုံးကောင်းနေပြီးတော့လေတိုင်နှုန်းကတော့တနအီကို35မိုင်ကနေမိုင်40အတွင်တိုက်ခတ်ပါမယ်။အားကောင်းသောမုန်တိုင်းငယ်အရှင်ကြောင့်ရခိုင်ကမ်းရက်နဲ့မြဝကျုံပေါ်ဒေသတွေမှာမုန်တက်လေးပြင်းနေကြရောက်တာလှိုင်းကြီးတာတည်ရင်မြင့်တက်တာနဲ့ရေလွှမ်းမှုတာတွေဖြစ်ပေါ်ပါမယ်။ချင်းပြည်နယ်ကချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းမှာတော့ လျှက်တပြန်ရေးကြီးတာနဲ့မြေပြိုတာတွေကိုအထူးသတိပြုသင့်ပါတယ်။မုန်တိုင်းငယ်အစဉ်ကြောင့်မြန်မာနိုင်ငံတဝမ်းလုံးမှာနေရာဆိတ်ဆိတ်ကနေနေရာကျဲကျဲမိုးထစ်ကြုံရသောမှာပဲမိုးလေဝသထုတ်ပြန်ချက်တွေကိုအစဉ်တစိုက်ကြည့်ရှုနားထောင်ပြီးဆောင်းရံဆောင်းရံသတိပြုရန်နဲ့အညီနေထိုင်ကြဖို့အသိပေးနှိုးဆော်တိုက်တွန်းလာတာဖြစ်ပါတယ်။